မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ21ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ကောင်စီက KIA ရဲ့ထိုးစစ်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့်မြေကြီးနားမြို့ကိုပိတ်ဆို့ရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းများထွက်ပေါ်လာပြီးတော့မြို့ပေါ်မှာရှိတဲ့ပြည်သူများဟာအထိတ်တလန့်ဖြစ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်မှာ match လ9ရက်နေ့ကနေစတင်ခဲ့တဲ့ KIA ဦးဆောင်တဲ့တော်လိုင်းတပ်များရဲ့ ထိုးစစ်များကဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်းစီတပ်စခန်းအများအပြားကိုတင်ပိုက်လိုက်ပြီးတဲ့နောက်မှာဝိုင်းမော်မြို့ပတ်ပတ်လည်မှာ KIA တပ်များကဝိုင်းထားတယ်လို့သိရပါတယ်။မကြာမီမှာဝိုင်းမော်မြို့သိမ်းတိုက်ပွဲဖြစ်လာပြီးရင်မြေကြီးနားမြို့အထိကိုထိုးစစ်တွေကျယ်ပြန့်လာမှာကိုစစ်ကောင်းစီဘက်ကစိုးရိမ်လာတဲ့အတွက်ကြောင့်မြို့ကိုပိတ်ဆို့ရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းများထွက်ပေါ်လာခြင်းဖြစ်ကြောင်းမြေကြီးနားမြို့ကပရဟိတအသင်းအဖွဲ့ဝင်တအူးကပြောပြထားပါတယ်။ဝိုင်းမော်မြို့သိမ်းတိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတဲ့ မြေကြီးနားကိုလည်းစစ်တပ်ကကုန်းလန်းရေလန်းပိတ်မယ်ဆိုတာမျိုးလဲကြားတယ်မြေကြီးနားဝိုင်းမော်ကူးတဲ့မြေစိတ်လေစိတ်တရားတွေကိုပါပိတ်မယ်လို့ကြားနေရတယ်မြေကြီးနားမျိုးပေါ်မှာတော့ပုံမှန်အတိုင်းပဲရှိပေမဲ့တချို့တွေကလည်းစိတ်ပူနေရတယ်တချို့ကလည်းမပူကြဘူးဘာတွေဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်လို့မြေကြီးနားမျိုးပေါ်ပရဟိတလူမှုကွန်ရီရဲ့အသင်းအဖွဲ့ကအဖွဲ့ဝင်တဦးကပြောပြထားပါတယ်မြေကြီးနားမျိုးပေါ်ကတဲခိုကန်ပိုင်ရှင်တဦးကတော့လက်ရှိမျိုးပေါ်မှာအေးအေးဆေးဆေးပုံမှန်အခြေအနေရှိတော်လဲဝိုင်းမော်မျိုးဘက်ကိုတိုက်ပွဲများကူးဆက်လာနိုင်ခြေရှိတဲ့အတွက် ပြည်သူများကစိုးရိမ်နေကြတယ်လို့သိရပါဗယ်မေလ18ရက်နေ့မြေကြီးနားလေတက်တိုက်ခိုက်ခံရမှုမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်မြေကြီးနားမြို့ပေါ်ပံမတိရက်ကွက်မှာလူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗယ်မြို့ပေါ်မှာရှိတဲ့ပြည်သူများဟာလည်းမလုံခြုံမှုများကိုခံစားနေရတယ်လို့ပြောဆိုခဲ့ပါဗယ်မြေကြီးနားလေတက်ကို short တိုက်ဒုံးနဲ့ပစ်တဲ့နေ့ကစစ်တပ်ကလူနေရက်ကွက်တွေကိုတဲပြီးတော့ပစ်တာမြို့ပေါ်မှာကပြည်သူတွေအကုန်လုံးထိတ်လန့်ကုန်ကြတယ်လူတွေကသွာလာလှုပ်ရှားလောက်ကင်စားတောက်နေရပေမဲ့ဘယ်တော်များပြေးရမလဲဆိုတာမျိုးကိုအမြဲတမ်းစိုးရိမ်နေကြတယ် ကြီးလန့်စာစားနေရတယ်လို့ပဲလို့မြေကြီးနားမျိုးပေါ်ကတဲခိုကန်ပိုင်ရှယ်တူကပြောဆိုလာပါတယ် KI ဥဆောင်တဲ့တော်လိုင်းတက်များကလက်ရှိမှာစစ်ကောင်စီတက်ဆက်ခန်းပေါင်း100ကျော်ကိုတင်ပိုက်ထားပြီးတော့မျိုးသိမ်းတိုက်ပွဲများကိုလည်းတောက်လျှောက်သို့တလို့ဖော်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့ကိုစစ်ကောင်စီတပ်ကမေလ21ရက်နေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီနေ့မနက်ပိုင်းမှာတွန်းဆန်မြို့ထဲမှာပြစ်ခတ်တမ်းတွေကြားနေရတယ်လို့ဒေသခံတွေကပြောပါရတယ် ီမင်းနဲ့အစောပိုင်းမှာလေရင်နဲ့တစ်ခေါက်လာတယ်တက်ကုန်းသားကိုကျဲသွားတယ်မြို့ထဲမှာတော့ပြက်ခတ်သန်းနေကြားနေရတော့မယ်မြို့နာကိုတော့မကတ်နိုင်သေးဘူးလို့ဒေသခံတအုပ်ကပြောပါတယ်လက်ရှိတွန်းဆံမြို့ထဲမှာပိတ်မိနေတဲ့ဒေသခံတွေကိုလူငယ်ပရဟိတအဖွဲ့တွေကကယ်ထုတ်ဖို့စူးစမ်းနေတယ်လို့သိရပါတယ်တွန်းဆံမြို့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအလောင်းဆယ်လောင်းကိုတွေ့ရှိခဲ့ရပြီးတော့ချင်းကကွယ်ပူပေါင်းတပ်ဖွဲ့တွေဘက်က၄ဦးကြာဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲတွေကြောင့် တွန်းဆန်မျိုးပေါ်ကဒေသခံတွေဟာမျိုးလုံးကျွတ်နေပါထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ပေးရှောင်ဒုက္ခတွေတွေအတွက်စားတောက်နေထိုင်ရေးအခက်အခဲဖြစ်နေပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်မှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီရဲ့ခလာရ960တိုက်ရင်ကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ20ရက်နေ့မွန်လွယ်3:52မိနစ်ခန့်မှာ ဗုတ်ပြင်းမြို့နယ်အကြံဘတ်စေကောင်စီရဲ့ခလိုက်ရ960တရင်ထဲမှာရှိတဲ့မွေးမြူရေးခြံကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အကြံဘတ်စေကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တော့လဲအတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်ထိခိုက်တာတော့ကြားတယ်ဒေဆုံးစေရင်ကတော့သတင်းဖုံးတာတော့မသိရသေးဘူးအဲ့ဒီတရင်ကဗုတ်ပြင်းမြို့နယ်တဲကတရင်ပါလို့ကော်တောင်းခရိုင်အမှတ်တဲတရင်ကတာဝန်ရှိသူတူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကော်တောင်းခရိုင် drone တပ်ဖွဲ့ Dragon Squad TNI UAV Force နဲ့ ်ကော်တောင်းခရိုင်အမှတ်တရရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါးအလားတူပဲမေလ၁၈ရက်နေ့ကလည်းတနင်္သာရီမြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ996ဇဝဲတရရင်နဲ့တုံးပြောကြီးစခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့၄ချိန်ဇက်တိုက်ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းကို Dragon Squad DNI အဖွဲ့ထံကနေပြီးတော့သိရှိရပါတယ်။၎င်းတိုက်ခိုက်မှုကို Dragon Squad DNI, Big Pagapha, တနင်္သာရီ Pagapha, ကျွန်းစု Pagapha နဲ့ပလော Pagapha တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အရှိတ်ချောက်ကန်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုဝင်ရောက်ပြက်ခတ်တိုက်ခိုက်ရာစစ်သားတအူးတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ19ရက်နေ့က အခုတ်ကူမျိုးနဲ့အရှိကြောက်ကန်ကြေးရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားပြီးတော့စစ်စေးဂိတ်ဖွင့်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပခုတ်ကူ People Defense Force PPDF တပ်ဖွဲ့ကရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတို့တေဆုံးခဲ့တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကတော့အထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာအရှိကြောက်ကန်ကြေးရွာကပြည်သူများကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စကားပြောဆိုနေတဲ့အတွက်တိုက်ခိုက်ရန်အခက်အခဲဖြစ်ပေါ်ခဲ့ပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်တယ်လို့ပခုတ်ကူ People Defense Force PPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့နီးကပ်စွာနေထိုင်ခြင်းမပြုရန်ဂိတ်များစခန်းများကင်းစခန်းများနဲ့ဝေးဝေးနေထိုင်ပေးကြပါရန်နဲ့ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာထိခိုက်မှုတစုံတရာဖြစ်ပွားခဲ့ပါကတာဝန်ယူဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့ပေါ်မှာည10:00နာရီနောက်ပိုင်းအပြင်ထွက်တဲ့သူများကိုစစ်ဆေးမေးမြန်းစရာမလိုဘဲနဲ့ပြစ်ခတ်ရန်စစ်ကောင်စီကအမိန့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ20ရက်နေ့ကစတင်ပြီးတော့ည10:00နာရီနောက်ပိုင်းအပြင်ထွက်တဲ့သူများကိုပြစ်မိတ်ပေးထားတယ်လို့စစ်ကောင်စီကအုပ်ချုပ်ရေးမှူးများနှုတ်မိတ်နဲ့ပြောကြားထားတယ်လို့ဒေသခံတချို့စီကနေပြီးတော့သိရပါဗျ။စာထုတ်တာမျိုးတော့မဟုတ်ဘူး။အုပ်ချုပ်ရေးမှူးတွေစီကနေပြီးတော့တဆင့်ခေါ်ပြောတာပေါ့။အုပ်ချုပ်ရေးမှူးတွေကလည်းည10:00နာရီနောက်ပိုင်းအပြင်မထွက်နဲ့ထွက်လို့တစုံတရာဖြစ်ရင်တာဝန်မယူပေးဘူးဆိုပြီးပြောနေတာလို့မြေကြီးနားမျိုးကန်တို့ကပြောပြခဲ့ပါဗျ။မေလ18ရက်နေ့ညကစတင်ပြီးတော့20ရက်နေ့ညအထိစစ်ကောင်စီတပ်ကမြေကြီးနားမျိုးပေါ်ရက်ွက်များကို ကြော်ကလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်ပစ်တာကတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပြီးတော့ပစ်တာပစ်တော့မြို့ပေါ်ရက်ွက်ရန်ပူအောင်နှန်းရက်ွက်တွေကိုကြော်ပြီးတော့ဝိုင်းမော်ဘက်ကိုသွားကြတာလို့ရန်ပူရက်ွက်နေပြည်သူတို့ကပြောဆိုထားပါတယ်မြေကြီးနားမြို့ပေါ်မှာစစ်ကောင်စီတပ်ကကားနဲ့ဆိုင်ကယ်များကိုရှောက်တခင်စစ်ဆေးခြင်းတွေရှိနေပြီးတော့ဖမ်းဆီးခံတဲ့သူတွေလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ဘေးရှောင်စခန်းများကနေပြီးတော့နေရက်ကိုပြန်ခဲ့ကြပြီဖြစ်တဲ့ ရခိုင်စစ်ဘေးရှောင်အများစုဟာမိမိတို့နေရမှာနေထိုင်စားသောက်ရေးအကြက်တဲများကိုကျုံနေရဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ဘေးရှောင်စခန်းများမှာနေ့ကာလကြာရှည်စွာနေထိုင်ခဲ့ကြတဲ့အလျောက်မိမိတို့ဒေသမှာအသက်မွေးဝမ်းကြောင်းအလုတ်ကင်များလည်းဆုံးရှုံးခဲ့ရကစားဝတ်နေရေးအကြက်တဲများဖြစ်ပေါ်နေကြတယ်လို့ကြောက်တော်မျိုးနယ်ကမြေရပြန်စစ်ဘေးရှောင်တို့ကပြန်လည်ပြပြခဲ့ပါရယ်။အရင်ကလေယာလုတ်ကင်စားသောက်တဲ့နွားတွေလည်းရှိခဲ့တယ်။ရှိခဲ့တဲ့နွားတွေကလည်းစစ်ဘေးရှောင်ရင်းနဲ့မထိန်သိမ့်နိုင်တော့အကုန်ဆုံးရှုံးခဲ့ရတယ်။လေယာတွေကလည်း စစ်ဘေးကာလကြားမှာပြစ်ထားခဲ့ရတယ်အခုပြန်လဲလောက်ကင်ဖို့ကြပြန်တော့လဲအရင်အနေမတက်နိုင်တော့ဘူးကို့ပတ်ဝန်းကျင်မှာကို့အသက်မွေးဝမ်းကြောင်းအလောက်ကင်လေးမရှိတော့လဲအရန်ကိုကြက်တဲဖြစ်နေရတယ်လို့ပြောဆိုခဲ့ပါတယ်စားဝတ်နေရေးအကြက်တဲပြင်စစ်ဘေးရှောင်နေတဲ့အချိန်မှာပျက်စီးနေခဲ့တဲ့နေအိမ်များဟာလည်းပြန်လဲမပြုတ်ပြင်နိုင်တဲ့အတွက်ကြောင့်နေထိုင်ရေးပါအကြက်တဲဖြစ်နေရတယ်လို့နေရက်ပြန်စစ်ဘေးရှောင်များအားကူညီပေးနေသူတို့ကပြောပြခဲ့ပါတယ်နေအိမ်နေပျက်စီးတာကနှမျိုးရှိတယ်လက်နဲ့ကြည်ကြည်စားတွေကြတာမိရှုခံရတာကြောင့်ပျက်စီးတာလူမနေတာကြတာကြောင့်ပျက်စီးတာ သူတို့အတွက်မိုးရသည့်နေထိုင်ရေးကပိုပြီးတော့အကျက်တဲဖြစ်လာနိုင်တဲ့အခုအချိန်တွေကအကုန်လုံးကဈေးမြင့်နေတော့နေအိမ်တစ်လုံးပြန်ပြင်ဖို့ဆိုတာကလည်းစစ်ဘေးရှောင်နေရတဲ့သူတွေအတွက်အဆင်မပြေနိုင်ဘူးတာလဘတ်တွေတောင်မှမိုးနိုင်ဖို့မသေးချနိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်နေရက်ကိုပြန်နေကြပြီဖြစ်တဲ့စစ်ဘေးရှောင်များထဲမှာကြောက်တော်မြို့နယ်မှာရှိတဲ့ညောင်ချောင်းမိသားဘူရာနဲ့တခြားစစ်ရှောင်စခန်းများမြောက်ဦးမြို့နယ်မှာရှိတဲ့တိန်ညိုမြို့ဦးကောင်းများတစောင်း လက်ကောက်ဈေးမြို့တက်စစ်ပေးရှောင်စခန်းများကစစ်ပေးရှောင်များလည်းပါဝင်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့စစ်ပေးရှောင်စခန်းများကစစ်ပေးရှောင်အများစုဟာမိမိတို့နေရက်ကိုပြန်သွားကြပြီဖြစ်တော့လေ။အ ਨੇ စုကတော့စစ်ပေးရှောင်စခန်းများမှာရှိနေသေးပဲဖြစ်တယ်လို့သိရပါတယ်။ရခိုင်မှာစစ်ပေးရှောင်စခန်းမှာနေထိုင်ကြတဲ့စစ်ပေးရှောင်များအပြင်လက်ရှိဒေသမတည်ငြိမ်မှုအခြေအနေများအရစစ်ပေးရှောင်နေကြတဲ့စစ်ပေးရှောင်များဟာလည်းမြို့နယ်အလိုက်အများပြားကျန်ရှိနေပြီးတော့အရေးတော်အားဖြင့်အရခတက်တော်အေးရဲ့ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ်ကြေးရွာတရွာစီကမ်းမှာစစ်ပေးရှောင်ခိုးလုံသူဦးရေ90ကနေပြီးတော့200ကြားအထိရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ